။အမှန်လူမျိုးတွေရဲ့မျက်နှာသိရင်တော့နွားသေးနဲ့မျက်နှာသိကြပြီ။နွားမြင့်နဲ့မျက်နှာတုတ်ကြပါလိမ့်။ခုမြင်ရတဲ့ကလေးကဖုန်လေးနဲ့တဲတွေစော့နေတယ်လို့ဘယ်လိုကြည့်ရထင်ကြရမလဲတကယ်တော့ဖုန်လေးတဲနေနဲ့စော့နေတာမဟုတ်ပါဘူးအားလုံးမင်္ဂလာပါကျွန်တော်နာမည်ကိုဆိုင်းပါ CJ ချန်နယ်တရားတော်တရားဖြစ်ပါတယ် ကျွန်တော်ရဲ့ channel ထဲမှာထူးခြားဆန်းပြတဲ့ဗီဒီယိုတွေတင်ဆက်တာဖြစ်လို့ကြည့်ရှုဖို့အားလုံးကိုဖိတ်ကုန်ပါရစေ။ Okay ဒါဆိုဗီဒီယိုပြဆက်ကြတော့တို့လူမျိုးတွေရဲ့နွားကိုအားကိုအားထားပြကြတဲ့ဆန်းပါလူမျိုးတွေဖြစ်ပါတယ်။ခုမြင်ရတဲ့ကလေးတွေကနွားကြီးချောက်တွေကိုဖုံနေရောပြီးတို့ရဲ့ခန္ဓာကိုတုပ်လိမ့်နေတာဖြစ်ပါတယ်။တရားပြည့်ရေချိုးတန့်နေတာဖြစ်ကြပါတယ်။ဆန်းပါလူမျိုးတွေရဲ့မျက်နှာတင်ရင်တော့နွားသေးနဲ့မျက်နှာတင်ကြပြီးနွားမြင့်နဲ့မျက်နှာတုပ်ကြပါတယ်။ခုဒီဗီဒီယိုကြည့်ရှုနေတဲ့သူကယုံနေကြရတယ်။ဒါပေမဲ့ဆန်းပါလူမျိုးတွေကခုလိုအငူကျွန်းတွေကိုတုံလာတာနှစ်ပေါင်း90ကျော်ပါပြီ။ အဘိုးဘွားမုန်နေတခုဖြစ်ပြီးဘာကြောင့်နွားကိုချစ်ခင်တွေ့တယ်ရတာလဲဆိုသူတို့လူမျိုးစုတွေရဲ့ခြောက်သွေးရဲ့တဲကန်နိုင်ရမှနေတာဖြစ်ပြီးဒီနွားတွေကသူတို့လူမျိုးစုတွေရဲ့အသက်တခင်ကျေးဇူးရှင်ဖြစ်ကြပါတယ်နွားကြီးကိုတုတ်လိုင်းနိုင်ဒါဘဝချင်းသေးဖြစ်တယ်လို့ပိုးမောက်ကောင်တွေလည်းသူတို့ခန္ဓာကိုယ်မတော်ကပ်နိုင်ပါဘူးဗျာ သူတို့ဖိတ်ဆိုင်ရင်လည်းနွားချေးနဲ့ဂျုံမိုရောပြီးဆက်သုံးကြပါလေဒီတဲ့ထိုးစက်စက်ကောင်းတာကတော့အရွယ်ရောက်လာတဲ့မျိုးသမီးတွေနွားချေးကိုခေါင်းဆက်ခြေသွင်းလူထားရပါလေနွားချေးကနှက်ပြောင်လဲလဲသူတို့ဆံပါလူမျိုးတွေကရွှေချောသောမျိုးသားတွေကကြိုက်လေနေပါပဲနွားချေးမလင်းကျန်လာတဲ့မျိုးသမီးတွေဆိုဒီတက်တက်ယောက်ျားမများဖို့တရားရကြရင်တို့တိတ်ကြပါလေဒီလိုလိုကြီးကျွနေတဲ့ယောက်ျားလေးရောမိန်းကလေးရောမိန်းမမြင်မြင်ယောက်ျားမြင်မြင်လူချင်းနဲ့ဆိုရင်တော့နွားချေးကိုခေါင်းဆက်ခြေသွင်းလိုက်တာပေါ့လိုပါလိမ့်မယ်ဗျဘယ်လိုလေးဒီမှာပဲဆုံးသက်ပြရသည်အဆုံးထိကျေးဇူးပေးတဲ့ကျေးဇူးချုပ်တင်ပါလေဗျ